စိတ်တွေပင်ပန်းလို့ဂိမ်းဆောက်ပါရဲဆိုမှဂိမ်းမပါစိတ်ပင်ပန်းအောင်လုပ်တယ်ဆိုရင်တော့ admin ခုတင်ပေးမဲ့ offline mobile game ဆက် game ကိုဆန်းစော်ကြည့်တတ်ပါတယ်။ပါလို့လဲဆိုတော့ဒီ game တွေကအေးအေးဆေးဆေးလေးဆော့ရမယ့် game တွေဖြစ်တာကြောင့်မ subscribe မလုပ်ရသေးရင်လုပ်ခဲ့ပေးပါရှင်။ဒါဆိုရင်တော့စားလိုက်ရမှာ။ number 10 Volatarium Sky Explorers စိတ်ကူးရင်ဆန်တဲ့ဆက်မှုခေ Steam Bank ပုံစံ adventure simulation game ကိုဖြစ်ပါတယ်။ဒီ game ထဲမှာကစားသူဟာ ထူခြားတဲ့စက်ရန်တရား Sky Explorer ကိုမောင်းနေပြီးပြန်တန်းရတာနေရာအသစ်တွေစူးစမ်းရတာနဲ့လေဝက်ချက်တွေဖော်ထုတ်ရတဲ့ပျော်ရွှင်မှုကိုရရှိမှာဖြစ်ပါတယ်။ Console quality နေပါရုပ်ထွက်ကောင်းမွန်တဲ့ effect တွေနဲ့လှပါတဲ့ Skywall design တွေကစွဲဆောင်မှုရှိပါတယ်။အရှင်ပြင်းထန်တာမျိုးမဟုတ်ပဲလွတ်လပ်စွာ ပြန်တန်းခြင်းရဲ့အတွေ့အကြုံကို offline မှာပဲအေးချမ်းစွာခန်းစားချင်သူတွေအတွက် Voluntarium Sky Explorers က sensor ကြည့်တဲ့ game တစ်ခုပါပဲရှင်။ နံပါတ်9 Metalfell Mobile Platform ပေါ်က Wireless ကိုအသားပေးထားတဲ့ Cozy Open World Exploration Game ကိုဖျက်ပါတယ်။ Metalfell ဟာ Wireless Series ရဲ့နောက်ဆုံးပေါ်စိတ်ပိုင်းဖြစ်ပြီးစိတ်အပန်းဖြစ်လို့သူများအချိန်ဟုန်ကင်းမဲ့စွာစူးစမ်းရှာဖွေလို့သူများအတွက်အထူးဖန်တီးထားတဲ့ game တစ်မျိုးပဲဖြစ်ပါတယ်။ဒီ game ရဲ့ဒီကဆွဲဆောင်မှုကတော့အရှင်တော့မဟုတ်ရည်မှန်းချက်တစုံတရာမရှိပဲတဘာဝတရားရဲ့လှပမှုကို အေးချမ်းစွာခံစားနိုင်ခြင်းပဲဖြစ်ပါတယ်။ မက်ဒော်ဖဲထဲမှာကစားသူဟာတဘာဝတရားကသာတူတီသောအဖို့ဖြစ်တဲ့အေချမ်ဘီမပြည့်စည်သေးတဲ့တောကန်နာယာထဲကိုဝင်ရောက်ရမှာဖြစ်ပါတယ်။ကင်မလင်းပုံစံကတော့ရန်သူမရှိမစ်ရှင်မရှိစစ်မှန်သောစူးစမ်းရှာဖွေမှုသာရှိ No enemies, no quest, just pure exploration ဆိုတဲ့စောင်းပေါ်အတိုင်းလှုပ်ဆောင်ရတာဖြစ်ပါတယ်။ Offline မှာပဲစိတ်ဖိစီးမှုကင်ကင်းတဲ့တဘာဝတရားအပြေဝခန်းစားချင်သူတွေအတွက် Metal Fair ဟာအကောင်းဆုံးရွေးချယ်မှုပါပဲရှင်။ Number 8 Open the door ဖာဆာအပန်ချ Open the door ဟာပဟေလိဖြည့်ရှင်းမှုကိုအသာပေးထားတဲ့ casual adventure game တစ်ခုဖြစ်ပါတယ်။ဒီ game ထဲမှာကစားသူဟာအခန်းပေါင်းများစွာကိုလျှို့ဝှက်ချက်တွေနဲ့တဲလွန်စားရရှာဖွေပြီးတကားဖွဲ့မှုစူးစမ်းရတဲ့ challenge ကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ gameplay ကတော့ observe နဲ့ logic ကိုအဓိကအသုံးပြုရပါတယ်။ simple art style graphic နဲ့တတောင်တတရှိတဲ့ sound design တို့ကကစားသူကိုစိတ်အေးချမ်းစေပါတယ်။ အော့ဖ်လိုင်းမှာပဲညံစမ်းတလိုမျိုးစဉ်းစားရတဲ့ Fossil Adventure ကို AC တည်ငြိမ်စွာခန်းစားချင်နေဆိုရင်တော့ဒါဟာရွေးချယ်တဲ့ကိမရှင်နံပါတ်7 Yusaki Shima မိုဘိုင်းပလက်ဖောင်းပေါ်ကအလွန်ချစ်စရာကောင်းပြီးစိတ်ကိုအနာပေးတဲ့ခိုးစစ် Simulation Game ကိုဖြတ်ပါတယ်ဂျပန်စကားနဲ့ယုံကျုံးလို့အတိတ်ပဲရတဲ့ဒီ game နဲ့မှာကစားသူဟာစွန့်ပစ်ထားတဲ့ကျုံးငယ်လေးတစ်ခုကိုပြန်လည်လှဆင်တိဆောက်ရင်ချစ်စရာကောင်းတဲ့ယုံလေးများစွာကိုဆွဲဆောင်စုဆောင်းရတဲ့ game ပဲဖြစ်ပါတယ် ယူဆာဂီရှိမာထဲမှာကစားသူဟာအလားဆင်ပစ္စည်းများနဲ့အိနာပရိဘောဂများကိုကျွန်းပေါ်မှာနေရာချထားတာဂျုံလေးတွေစားဖို့အစားစာတွေချထားပေးရတယ်သူတို့လာလေပတ်တာကိုစောင့်ကြည့်ရင်တပ်ပုံရိုက်တာစားတဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်ရမှာဖြစ်ပါတယ်ဟန်ဒရွန်အာစတိုင်နဲ့ဖန်တီးထားတဲ့စစ်စရာကောင်းပြီး H&M Graphic တွေကစိတ်ကိုလုံးဝတည်ငြိမ်စေပါတယ် offline မှာပဲစစ်စရာကောင်းတဲ့ဂျုံလေးတွေနဲ့တူစိတ်ဖိစီးမှုဂင်ဂင် simulation ကိုခန်းစားချင်နေစေနော် ယူဆကရှိမှာကမရှိမဖြစ်ဂိမ်းတစ်ခုပါပဲရှင်။နံပါတ်6အကွာတီကာအကွာတီကာဟာရှီအောက်ကပောင်နောက်ခံထားတဲ့ City Building နဲ့ Resource Management Simulation Game တစ်ခုဖြစ်ပါရင်ဒီဂိမ်းထဲမှာကစားသူဟာသတ်မှတ်ထားတဲ့ပစ္စည်းတွေကိုလိုက်ရှာဖွေရမှာဖြစ်ပါရင်အရန်လှတဲ့ရေအောက်ကဘာကြီးမှာရှောက်သွားရတာဖြစ်လို့ admin ကတော့ကြိုက်ပါတယ်။ Colorful 3D graphic တွေနဲ့ A channel ရေအောက်ပတ်ဝန်းကျင်ဟာစိတ်ကိုလန်းဆန်းစေပါတယ်။ အရှင်ပြင်းထန်တာမျိုးမဟုတ်ပဲ offline မှာပဲ agent နဲ့ simulation ကိုခန်းစားချက်နဲ့ဆိုရင်တော့ဒါကအကောင်းဆုံးရွေးချယ်မှုပါပဲရှင်။ Number 5 Harvest Moon Home Sweet Home Farming Life Simulation Harvest Moon Home Sweet Home ဟာနာမည်ကျော် Harvest Moon series ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး simulation နဲ့ casual RPG element တွေကိုပေါင်းစပ်ထားပါတယ်။ဒီ game ရဲ့ဆက်လန်းကတော့စာတီးမျိုးပြန်လာပြီး မိသားစုရဲ့လက်ရမြေကိုပြန်လည်ထူထောင်ရခြင်းကိုအထူးကထားပါတယ်။ကစားသူဟာကောက်ပဲသီးနှံများစိုက်ပျိုးခြင်းတရိတ်ဆန်များမွေးမြူခြင်းတတူတူဖို့ခြင်းနဲ့လက်ထပ်ဖို့အတွက်အဖို့ရှာဖွေခြင်းတို့ကိုလုပ်ရပါတယ်။ချစ်စရာကောင်းတဲ့ 3D character design တွေနဲ့နှွေးထွေးတဲ့ဆက်လန်းတို့ကဆွဲဆောင်မှုရှိစေပါတယ်။ offline မှာပဲနေ့စဉ်ဘဝရဲ့ပျော်ရွှင်မှုနဲ့လေယာဉ်စိုက်ပျိုးရေးကိုခန်းစားခြင်းတို့တွေအတွက်တင့်တော်တဲ့ game တစ်ခုပါရှင်။ Number 4 Antlin Extinction is Forever Avengers Bible Extinction is Forever ဟာစိတ်ခံစားမှုပိုင်းကိုထိခိုက်စေတဲ့ Story Driven Bible Adventure Game တစ်ခုဖြစ်ပါတယ်ဒီ game နဲ့မှာကစားသူဟာကဘာပေါ်ကနောက်ဆုံးကျန်ရတဲ့မြေခွေးမလေးဖီဆန်ဖြစ်ကစားရပြီးသူမရဲ့တားပေါက်လေးတွေကိုအန်ဒီရီကြားကနေကာကွယ်ရင်းရှင်တန်ရက်တရတဲ့စိန်ခေါ်မှုကိုရင်ဆိုင်ရမှာပါ size scrolling 3d graphic တွေကလှပပါပါတယ် စပိုင်ဘောအလီမန့်များပါဝင်ပေမဲ့အရှင်ထက်ဆက်လန်းနဲ့စိတ်ခံစားမှုကိုအသာပေးပါရင်အော့ဖ်လိုင်းမှာပဲနှစ်နည်းတဲ့ဆက်လန်းလာပါတဲ့ graphic နဲ့တာသမီတွေကိုကာကွယ်ရတဲ့ Spyball Adventure ကိုခန်းစားချင်သူတွေအတွက်မရှိမဖြစ် game တစ်ခုပါပဲရှင်။ Number 3 Star 2 Iceland Farming Life Simulation နာမည်ကျော် Farming Simulation game တွေရဲ့ပုံစံကိုမြင်ញမ်းထားတဲ့ game တစ်ခုဖြစ်ပါတယ်။ Retro Pixel Graphic တွေနဲ့ဖန်တီးထားပြီးကစားသူဟာမြို့ပြပေါ်အောင်စွန့်ခွာကာ ကျွန်းပေါ်ကလယ်မြေတစ်ခုမှာအခြေချနေထိုင်ရတဲ့ဆက်လန်းကိုဖျက်ဆီးရမှာပါ။ Farming, Fishing, ငါဖန်ခြင်း, Mining, တတူတူဖို့ခြင်းနဲ့ဒေသခံတွေနဲ့ချစ်ကြည်ရင်းနှီးမှုတို့က game play ကိုပြည့်စုံစေပါတယ်။လွတ်လပ်စွာဖန်တီးနိုင်မှု၊နိုင်ပေါင်းများစွာကစားနိုင်တဲ့ content တို့ကြောင့် offline မှာပဲရိုးရှင်းပြီးပြောင်းစရာကောင်းတဲ့ simulation ကိုခန်းစားချင်သူတွေအတွက်အကောင်းဆုံးရွေးချယ်မှုပါရှင်။ Number 2 Out of Rally အာကိတ်အငွေတန်နဲ့လက်တွေ့ဆန်တဲ့ Rally Racing Simulation ကိုပေါင်းစပ်ထားတဲ့ game တစ်ခုဖြစ်ပါတယ်။ဒီ game ထဲမှာကစားသူဟာတဲကန်နာယာနင်းဖုံးတောင်နှမ်းနဲ့တစ်တောတွေစားတဲ့မတူညီတဲ့ပတ်ဝန်းကျင်များမှာ Rally ပြိုင်ကားတွေကိုအသုံးပြုပြီးအချိန်နဲ့အပြိုင်မောင်းနှင်ရမှာဖြစ်ပါတယ်။ gameplay ကတော့တီးကြတဲ့ကားထန်းချုံမှုနဲ့မောင်းနေမှုဆိုင်ရီကိုထိတွေ့ရမှာဖြစ်ပါတယ်။စကေးကောင်းရင်ကောင်းတယ်လို့မိုက်ပါတယ်။ console အစင် graphic ထင်ရလာအောင် dynamic camera ဒိုင်နမစ်ကင်မရာအင်ဂယ်တွေပါတာကြောင့်စိတ်လှုပ်ရှားဖွယ်ရာ racing action ကိုခန်းစားရစေပါတယ်။ offline မှာပဲမျက်နှုံးမြင့် rally ပြိုင်ပွဲတွေရဲ့3ကိုခန်းစားချင်တဲ့အတွက် out of rally ဟာကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုလို့ဆိုလို့ရပါတယ်ရှင်။ number 1 Ados Adventure ဟာ mobile platform ပေါ်ကကန်နဝင်မြောက်တဲ့ endless runner မျိုးစားဖြစ်ပြီးလှပါတဲ့ visual artwork နဲ့ကျောပန်းဆိုင်ရာနေရာမှာ physics base ကိုအခြေခံထားတဲ့ချောမွေးတဲ့ gameplay တွေကြောင့်နာမည်ကြီးတဲ့ game တစ်ခုဖြစ်ပါတယ်။ တီကင်းမှာအိမ်ငိုက်နေတဲ့တောင်ပေါ်ရွာလေးကိုနောက်ခံထားပြီးနှင်းလျှောစီချင်းရဲ့စွန့်စားခန်းကိုအတိကအသားပေးထားတာဖြစ်ပါတယ်။ Eldos Adventure ထဲမှာကစားသူဟာ Eldo နဲ့သူ့တငယ်ချင်းတွေဖြစ်အဆုံးမရှိတဲ့နှင်းလျှောစီခရီးကိုစတင်ရမှာဖြစ်ပါတယ်။ Gameplay ကတော့ Yoshi နဲ့ One Button Snake ကိုအသုံးပြုပြီးခုံကြော်ခြင်း၊ခေါင်းမိုးပေါ်တက်ခြင်း၊ကြောက်ကပားတွေကြော်ဖြတ်ခြင်းစတဲ့စတန့်တွေကိုလှုပ်ဆောင်ရမှာဖြစ်ပါတယ်။ easy to learn difficult to master ဖြစ်တဲ့ဒီစနစ်ကစိန်ခေါ်မှုအပြည့်အဝပေးဆွနိုင်ပါတယ် offline မှာပဲအချိန်နဲ့တပြေးညီပြောင်းလဲနေတဲ့လာပါတဲ့တောင်နှင်းတွေကြားကစိတ်လှုပ်ရှားဖွယ်နင်းလျောစီးခြင်းအရှင်ကိုခံစားချင်သူတွေအတွက် Eidos Adventure ကမရှိမဖြစ် game တစ်ခုပါပဲရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့ပြောပြသွားတဲ့ game ဆက်ခုတွေကဘယ် game ပရိသတ်တို့ကြိုက်ပါသလဲ comment မှာရေးခဲ့ပေးပါဦးရှင်နောက်ဗီဒီယိုမှာနောက်ထပ် game အသစ်တွေနဲ့တူပြန်လာခဲ့ပါမယ်ရှင်